ာသင်ကျောင်းတွေမှာကလေးတွေကိုအစားအသောက်အခမဲ့ထောက်ပံ့ကျွေးမွေးမဲ့အင်ဒိုနီးရှားအစိုးရရဲ့အစီအစဉ်ဟာကလေးတွေအစားစိတ်သင့်တဲ့ပြဿနာတွေကြောင်းပုံရိပ်ထိခိုက်မှုတချို့ဖြစ်လာရပါတယ်။အင်ဒိုနီးရှားဟာနိုင်ငံရဲ့အကျောင်းနေအရွယ်ကလေးတန်း80ကိုစာသင်ကျောင်းတွေမှာအခမဲ့အစားအသောက်ကျွေးမွေးဖို့ရည်မှန်းချက်ကြီးကြီးအကောင့်ထဲပို့နေတာပါ။ဒါဟာကောင်းမွန်တဲ့ကိစ္စမျိုးဖြစ်ပေမဲ့အခုသတင်းပတ်ထဲမှာစာသင်ကျောင်းနှစ်ခုကကလေးတွေအစာအစိတ်သင်ကြတဲ့အခြေအနေကတော့ စီစဉ်ထားတာတွေအတိုင်းဖြစ်မနေဘူးဆိုတာကိုညွှန်ပြခဲ့ပါတယ်။ဂျာကာတာမြို့တော်တောင်ပိုင်းစီရန်ချောင်းမှာရှိတဲ့ကျောင်းနှစ်ကျောင်းကစုစုပေါင်းကလေးအယောက်80နီးပါးဟာကျောင်းတွေကချွေးမွေးတဲ့အစားအသောက်တွေစားမိပြီးအစာအစိတ်သင့်ခဲ့ကြတာဖြစ်ပါတယ်။တော်တော်များများဟာဆေးရုံတက်ခဲ့ရပြီးအခုတော့တက်တာပြောက်ကင်းလာပြီဖြစ်တယ်လို့ဆိုပါတယ်။တမဒါကအထူးအလေးပေးအကောင့်ထဲဖော်နေတဲ့အဲ့ဒီအစီအစဉ်နဲ့ဆက်ဆက်ပြီးအစာအစိတ်သင့်မှုပြဿနာတွေအရင်ကလည်းကြုံခဲ့ဘူးပါတယ်။အဲ့ဒီဖြစ်စဉ်တွေအဓိကအကြောင်းရင်းဟာ အစားအသောက်တွေပြင်ဆင်ချိန်မှာပေါ်ဆမှုတွေကြောင့်လို့အာနာပိုင်းတွေကပြောပါတယ်။ကျောင်းသူကျောင်းသားတွေစားတောက်မိတဲ့နောက်အော့အန်တာနာမကျန်းဖြစ်တာတွေခန်းစားခဲ့ရတဲ့အစားအသောက်နမူနာတွေကိုတော့ဓာတ်ခွဲခန်းတွေစီပို့ဆောင်ထားပါတယ်။ရဲတွေကအဲ့ဒီအစားအသောက်တွေစီမံရမှာအစင်းအစင်ကင်တွေရတဲ့မိဖို့ကြောင့်ဝန်တန်းတွေချက်ပြုတ်သူတွေထုတ်ပိုးသူတွေကိုပါစစ်ဆေးမေးမြန်းနေပါတယ်။ကဘာတလွှားမှာ ခလေးတွေကိုကျွေးမွေးနေတဲ့အကြောင်းအစားအသောက်တွေဟာကျမ်းမာရေးအတွက် ပညာရေးဆိုင်ရာနဲ့ကာယဆိုင်ရာစွမ်းဆောင်ရည်မြင့်တင်ဖို့အတွက်ရည်ရွယ်စီစဉ်လေးရှိပါတယ်။အင်ဒိုနီးရှားကစီစဉ်ထားတဲ့ဒေါ်လာ28ဘီလီယံတန်အစီအမံကတော့ကမ္ဘာပေါ်မှာတန်ဖိုးအကြီးဆုံးကြောင်းထွင်းအစားအသောက်အစီအမံတစ်ခုလိုတော့သတ်မှတ်နိုင်ပါတယ်။သမရဟာသူ့ရဲ့ရွေးကောက်ပွဲချိုကတိတွေထဲမှာနိုင်ငံရဲ့၅နှစ်အောက်ကလေးတွေတဲက၅ပုံတစ်ပုံဟာအာဟာရမပြည့်လို့ဖွံ့ဖြိုးမှုအားနည်းနေတဲ့ပြဿနာကိုကြောင်းထွင်းအခမဲ့ကျွေးမွေးမှုတွေနဲ့တိုက်ဖြတ်မယ်လို့ကြွေးကြော်ထားခဲ့တာဖြစ်ပါရဲ့ရှင်။